ရေချစ်အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရှင်မိချီလာတက်နယ်တွင်ငနေကြောင့်စစ်တပ်ဖက်ကနေ20ကျော်တိစုပ်ခဲ့ပြီးအမတ်1တမရအကြီးစားစစ်ရုံးတွင်လည်းတိစုပ်မှုများပြားခဲ့တယ်လို့သိရပါတယ်မန္တလေးတိုင်းမိချီလာတက်နယ်တွင်ငနေကြောင့်စစ်ကောင်စီဖက်ကနေ20ကျော်တိစုပ်ခဲ့ပြီးအမတ်1တမရအကြီးစားစစ်ရုံးတွင်လည်းတိစုပ်မှုများပြားခဲ့ကြောင်းမိချီလာတက်နယ်ရှိတပ်တော်များထံမှသိရှိရပါတယ်မက်စလာ28ရက်နေ့မော်လဲပိုင်းလောက်ခတ်ခဲ့တဲ့ငနေကြောင့်အမတ်69ချင်းများတပ်မဌာနချုပ်တွင်လက်အောက်ခံတရင်များမှာ တာဝန်ရှိသူများအပါအဝင်တက်လက်ဆိုင်ရာအစည်းအဝေးများကျင်းပနေခြင်းဖြစ်ပြီးအစည်းအဝေးခန်းမှဆောင်ပြကြမှုကြောင့်တည်ဆုံမှုများရှိခဲ့ကြောင်းသိရှိရပါသည်။လေးရ38တက်အရာရှိတွေနဲ့တပ်ဖွဲ့ဝင်တွေတည်ဆုံမှုရှိပါတယ်။အရေးအတွက်တော့အတိအကျမသိရပါဘူး။တည်ဆုံမှုကတော့ရှိပါတဲ့အစည်းအဝေးခန်းမှဆောင်တွေပြကြကုန်တာဟုတက်အတိုင်းဝန်ကပြောဆိုထားဖြစ်ပါတယ်။ထို့ပြင်မေတ္တာအခြေဆက် MF တမရအခြေစာဆက်ယုံတကကစာတစ်တွင်လည်းငလေးတန်းကြောင့်ဆက်ယုံအဆောက်အအုံများပြိုကျခဲ့ပြီးတေဆုပ်သူများရှိခဲ့ကြ။တကကစာတစ်က စစ်တုံးကားတပ်ချက်ကားရင်းများကိုအဓိကထားပြီးတော့ထုတ်လုပ်နေတဲ့စက်ရုပ်တစ်ခုဖြစ်ကြောင်းသိရှိရပါတယ်။တက္ကသတစ်မှာလည်းတည်ဆုံမှုတွေကတော့ရှိပါတယ်။ဒါပေမဲ့တရင်ကဖုံးဖိထားတော့အတိအကျဘလောက်ဆိုတာမျိုးတော့မသိရပါဘူး။အပြည့်အစုံတွေလည်းအများများပါတယ်။တည်ဆုံမှုလည်းရှိပါတယ်လို့တပ်အတိုင်းဝန်များထံမှပြောဆိုထားဖြစ်ပါတယ်။ နေပြီးတော့ဆေးရတီရီမြို့နယ်မှာရှိတဲ့ဆေးရုံနဲ့လက်ရုံတက်ရုံများတွင်လည်းအဆောက်အအုံများစွာပြိုကျခဲ့တဲ့တွင်အသေးဆုံးမှုများစွာရှိခဲ့ပြီးအ ਨੇ ဆုံးအရာရှိတဲ့စစ်သားတရားဝန်ကျစ်သေးဆုံးတဲ့ကြောင်းတပ်တရဲမြင့်များရဲ့အဆိုအရတရှိရပါတယ်။ကြောင်းတက်ဆက်ပြောင်းကိုကျွန်မပဲခကြနာကိုပြောပါရှင်။အပင်နာဆင်မှုအတွေ့အထိပဲကျေးဇူးတင်ရှိပါတယ်ရှင်။